မင်္ဂလာပါရှင်ဒီနေ့ရမရုဆက်ပြအတွင်ကြကြလီလာကြမှာကတော့ဓမ္မတကျမ်းတဲကယောမအောဝါရာစာအခန်းကြီးနှစ်ပါဟုတ်ကဲ့ဒီတစ်ခေါက်ကတော့ဘုရားသခင်ရဲ့တရားစီရင်ခြင်းကမျက်နှာလိုက်မှုမရှိဘူးဆိုတဲ့အကြောင်းအဲဟန်ဆောင်မှုရဲ့အန်ဒရယ်ဒီပြီးတော့အစ်မန်တဲ့ယုံကြည်ခြင်းဆိုတာဘာလဲဆိုတာကိုဆွေးနွေးကြမှာပါဟုတ်ပါတယ်အခြားလက်အရင်မြစ်ကတော့ The Wise Believers ရဲ့လေးလာမှုဖြစ်ပါတယ်ဆိုတော့ကျမတို့ရွေးချက်က ဒီအခန်းကြီးချက်ကအဓိကအချက်တွေကို ပို့ပြီးနားလည်သွားဖို့ပေါ့နော်။อืมဆက်ဆံခြင်းမှာပဲရှင်ဘော့လိုကသူများအပြစ်မြင်တတ်တဲ့သဘောကိုထောက်ပြထားတာစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ကိုယ်တိုင်းလည်းအဲ့လိုဖြစ်နေတတ်တယ်ဆိုပြီးတော့လေ။ဟုတ်။ကဲဒါဆိုအဲ့ဒီအချက်နဲ့ပဲဆက်လိုက်ကြရအောင်အခန်းငယ်7တိကနေ7တိအထိပို့သူတစ်ပါးကို အပြစ်စီရင်ခြင်းရဲ့အန်ဒရီယာကိုတန်းပြောတာပဲ။ဟုတ်တယ်။အချင်းလူသူတစ်ပါးကိုအပြစ်စီရင်တော့တင်းဒီကိုယ်တိုင်းထို့အပြစ်ကိုကျင့်လျက်ပင်ဆိုပြီးတော်တော်ပြင်းပြင်းထန်ထန်စားထားတယ်။อืม ကိုအဖြစ်ကိုသာစီရင်ရာကြ၏တင်သည်အဘယ်သောမြတ်အစဉ်ခြေစရာမရှိတဲ့ဆိုတော့သူများကိုစီရင်ရင်ကိုကိုစီရင်ရာကြတယ်ဆိုတာဘလို့သဘောလဲလူတွေကကိုအဖြစ်ကြောင့်မမြင်မဲ့သူများအဖြစ်ပဲဘာလို့မြင်လွယ်နေရတာလဲအဲ့ဒါကလေလူတဘာဝပဲပေါ့သူများကိုလက်ညှိုးထိုးလိုက်ရင်ကိုကပိုမှန်းတယ်ပိုတာတယ်လို့ခံစားရတတ်တယ်လေဒါပေမဲ့ရှင်ဘောလူပြောချင်တာကအဲ့ဒီတင်စီရင်နေတဲ့အဖြစ်မျိုးတွေ တင်ကိုယ်တိုင်ရောကင်းရလားအော်อืมကိုယ်တိုင်လည်းလုံနေတဲ့အဖြစ်အတိတ်သူများကိုတွားပြောနေတာကဟန်ဆောင်မှုပဲအဲ့ဒါကို hypocrisy လို့ခေါ်တာပေါ့ဟုတ်ကဲ့ဖျားသခင်ရဲ့တရားစီရင်ခြင်းကအဲ့ဒီလိုဟန်ဆောင်မှုတွေကိုယ်ထင်နေပေါ်မူတည်တာမဟုတ်ဘူးအမှန်တရားပေါ်မှာပဲခြေခံတယ်ဆိုတော့ကိုယ်တိုင်အဖြစ်ရှိမှန်တည်ရနဲ့သူများကိုတွားစီရင်နေရင်အဲဖျားရှိမှစင်ချေပေးစရာမရှိတော့ဘူးပေါ့ ။ဆိုရတာကဖျားကကျမတို့ရဲ့အတွင်းစိတ်အမှားတိုင်းမြင်နေ။ဘာရထုပါဂုံပုံမှကြည်မှာမဟုတ်ဘူးအဲ့လိုလား။ဒီကြပဲ။ပြီးတော့နောက်တစ်ချက်ကဖျားသခင်ရဲ့စိတ်ရှည်ခြင်းနဲ့အခန်းငယ်လေးမှာပါတယ်။ဟုတ်။ဖျားသခင်ရဲ့ယေရှုတော်သည်တင့်ကိုနောင်တတော်ပို့ဆောင်တော်မူသည်ကိုမတိပဲလက်ဆိုလာလေ။อืม။ဖျားကချက်ချင်းအပြစ်မပေးဘဲဒီခံနေတာကနောင်တရဖို့အချိန်ပေးတာ။အခွင့်ရေးပေးတာပေါ့ဟုတ်တယ်အဲ့ဒါကိုမသိပဲ ကိုလုတ်ချင်ရဆက်လော့သူများကိုပဲအပြစ်ပြောနေမယ်ဆိုရင် အခန်းငယ်ငါမှပြောတယ်လို့ပဲကိုအတွက်အမျက်တော်ကိုဆုထားတယ်လို့ဖြစ်သွားမယ်လေဒါတူတော့တတိထားရမှာပဲအခွင့်ရေးကိုအလွဲသုံးမိရင်အန်ဒရီရှိတာပေါ့ဒီအပိုင်းမှာအကျင့်အတိုင်းစီရင်ခြင်းဆိုတာလဲရှင်းရှင်းလင်းလင်းပါတယ်ဟုတ်ပါတယ်ကောင်းတာလို့ရင်သာဝရတဲ့မနာခံရင်အမျက်တော်သာရှင်းရှင်းလေးပဲပြီးတော့ဘုရားသခင်မျက်နှာမလိုက်ဘူးဆိုတာကိုလည်းထက်တယ်လဲပြောထားတယ်နော်အငယ်စသစ်မှာอืม အဲ့ဒါအရေးကြီးဆုံးမူပဲဘုရားသခင်မျက်နှာမလိုက်ဘူးဂျူးဖြစ်လို့တပါးမျိုးသားဖြစ်လို့ဆိုပြီးခွဲခြားမှာမဟုတ်ဘူးလူတိုင်းသူ့လောက်ရဲ့သူ့စိတ်ရင်းအမှန်တိုင်းပဲစီရင်ခံရမှာဟုတ်ကဲ့ဒါဆိုဂျူးမဟုတ်ကဲ့သူတွေပြည့်ညက်တရားရတဲ့သူတွေကတော့ဘလို့လဲအငယ်ဆနစ်ကနေစချောက်မှာအဲ့ဒါကိုဆက်ပြောထားတယ်ထင်တယ်ဟုတ်တယ်ဒါကအရေးကြီးတဲ့မေးခွန်းပဲရှင်ပေါလုကရှင်းပြတယ်လေပြည့်ညက်တရားရထားတဲ့သူဂျူးတွေပေါ့သူတို့ကပြည့်ညက်တရားနဲ့အတိုင်းအတာခံရမယ် သူတို့မှာလမ်းညွှန်ချက်ရှိတယ်။အင်းမရတဲ့သူတွေကြတော့ရောသူတို့မှာစံစာမှာမရှိတာ။ဟုတ်တယ်။သူတို့မှာစံစာမရှိပေမဲ့ဖခင်ကသူတို့စိတ်ထဲမှာအမားအမှန်တည်တဲ့စွမ်းရည်လေးထည့်ပေးထားတယ်။အဲ့ဒါကိုသိစိတ် conscious လို့ခေါ်တာ။အော်သိစိတ်อืมအငယ်စုံကားမှာပြောရလေသူတို့ရဲ့သိစိတ်ကပဲသူတို့ကိုတည်တည်ခံတယ်ဘာမှန်တယ်ဘာမှားတယ်ဆိုတာကိုသူတို့အတွင်းစိတ်ကသိနေတယ် အဲ့ဒီသူတို့ရထားတဲ့အလင်းတရားအတိုင်းပဲသူတို့အစီရင်ခံရမှာ။အိုးဒါတော်တော်လေးရေးပါတယ်နော်။ဆိုတော့ဖယားရဲ့မျှတမှုကလူတိုင်းတို့အတွက်တဏီမဟုတ်တဲ့နေရှိနေတာပဲ။ကျင်းစာရှိရှိမရှိရှိ။ဟုတ်တယ်။ဟုတ်တယ်။လူတိုင်းမှာတာဝန်ရှိတယ်ဆိုတဲ့သဘောပဲ။ပြီးတော့ဒီမှာနောက်တစ်ချက်ရှင်ပေါ်လို့ထပ်ပြောတာအရင်ရေးကြည့်တယ်။ငွေ73လေး။အင်း ပညာတရားကိုကြားသောသူတို့သည်ဘုရားသခင်ရှင်၌ဖြောင့်မတ်သည်မဟုတ်ပညာတရားကိုကျင့်သောသူတို့သာလျှင်ဆိုရလားအဲ့ဒါပဲတည်နေုံကြားနေုံနဲ့မပြီးဘူးလိုင်းနာကျင့်သုံးဖို့ကအဓိကဟုတ်ကဲ့ပညာတရားစာအုပ်ကြီးခေါင်းအိမ်နေလို့ဘာမှမဖြစ်ဘူးလိုင်းမကျင့်ရင်အလားကပဲဟိုဘက်ကပညာချမ်းမရှိတဲ့သူကသူသိစိတ်ပြရတဲ့အတိုင်းကောင်းတာလို့ရင်အဲ့ဒါကပိုအကျိုးရှိနိုင်တယ်ဒါဆိုပထမပိုင်းကဟန်ဆောင်မှုနဲ့ပြန်ချိတ်သွားတာပေါ့။တိပြီးမချင့်တာကလည်းဟန်ဆောင်မှုတစ်မျိုးပဲ။အတီးကြမယ်။ ကဲဒါဆိုအငယ်စခွန်ကနေ24မှာရှင်ပေါလုကဒီဟန်ဆောင်မှုပြဿနာကိုဘသူတွေကိုပိုဥတီပြောလဲကြည့်အောင်သင်ဒီဂျူးလူမျိုးဖြစ်လေဆိုပြီးတိုက်ရိုက်ကိုပြောတော့တာပဲကိုကိုသူများထားတားတယ်ဆရာကြီးပေါလီအဲ့လိုထန်ကြတယ်อืมဒါမဲ့ तू ချီးမွားနေတာမဟုတ်ဘူးဟုတ်မဟုတ်ဘူးအဲ့အရာတွေပြောပြီးတော့ဒါပေမဲ့မင်းတို့အဆက်တာကတော့အဲ့လိုဖြစ်ရလားဆိုပြီးစိန်ခေါ်လိုက်တာဘယ်လိုမျိုးစိန်ခေါ်လိုက်တာလဲမေကုန်းတွေတန်းစီမေးတာပဲ သူများကိုဆုံးမပြီးကိုကိုကိုမဆုံးမဘူးလားခိုးမှုမပြုနဲ့ဟောပြီးကိုတိုင်ခိုးနေသလားသူမယားမပစ်မနဲ့ဆိုပြီးကိုတိုင်ပစ်မနေသလားအိုးတော်တော်ပြန်တာပဲအင်းပြင်းညတရားမှာဝါကြွားပြီးပြင်းညတရားကိုချိုးဖောက်ခြင်းအားဖြင့်ဖျားကိုရှုတ်ချနေသလားဆိုပြီးတက်ရိုက်မိကုန်းထုတ်တာပြောချင်တာကခမားတို့ပြောနေတာနဲ့လုံနေတာ လုံးဝမညီဘူးအကြီးဆုံးဟန်ဆောင်မှုပဲဆိုတော့ပေါ်ထုတ်လိုက်တာအဲ့လိုဟန်ဆောင်မှုကဘလို့အကျိုးဆက်တွေရှိစေလဲအဆိုးဆုံးအကျိုးဆက်က အငယ်၂၄မှာတင်တို့ကြောင့်ဖျားသခင်အနာမတော်ဟာတဘာမျိုးသားတဲ့ကြာမှာရှုတ်ချခြင်းကိုခံရတယ်တဲ့။အင်းဟုတ်တယ်။ဖျားရဲ့လူမျိုးပါဆိုတဲ့သူတွေရဲ့လွတ်ရမကောင်းတာကိုမြင်ပြီးတော့တခြားလူတွေကဖျားကိုပါအထင်သေးစော်ကားစရာ ဖြစ်လာတယ်ပေါ့။ကို့တတားကဖျားရဲ့ကုံကိုတဲဆောင်နေတာ ဒါမှမဟုတ်ဖြက်စီးနေတာဖြစ်နိုင်တယ်ဆိုတဲ့တတိပေးချက်ပဲတတကယ်အရေးကြီးတဲ့သင်ခန်းစာပဲဂျူးတွေကိုပြောချင်းမယ်မယ်ဒီနေ့ကျမတို့အားလုံးနဲ့လည်းတက်ဆိုင်နေတယ်ကဲနောက်ဆုံးအပိုင်း25အနေ29ကိုဆက်ကြည့်အောင်အရေးဖြားလေးချင်းချင်းပြောထားတယ်အဲ့ဒီအပြင်းမအမတ်သားကိုရှင်ပေါလုကဘယ်လိုတုံးသက်လဲဟုတ်ကဲ့ဒီနေရာမှာလည်းအနှစ်သာရကိုပဲသူကဖော်ထုတ်တာပြင်းတဲ့တရားကိုကျင့်ရင်အရေးဖြားလေးတာအကျိုးရှိတယ်ပြင်းတဲ့တရားကိုလွန်ကျူးရင်တော့အရေးဖြားလေးထတာကမလီးထတယ်လို့ပဲအလကားပဲအခွန့်တက်တယ်ပဲ ဆိုတော့အပြင်ပန်းလှုပ်ဆောင်ချက်တသက်ကအသေးပဲမရှိဘူးပေါ့အစင်လာရလုံးလာတာနဲ့ပဲမလုံလောက်ဘူးပေါ့ဟုတ်ပါရဲ့သူကဒီအချက်ကိုပိုပြီးနည်းနည်းဆိုင်ဆိုင်ဆက်ပြောတယ်စစ်မှန်တဲ့ဖီးယားရဲ့လူစစ်မှန်တဲ့ဂျူးဆိုတာဘယ်လိုလူလဲဆိုတာကို အတိပဲဖွင့်တယ်ဘယ်လိုဖွင့်ဆိုထားလဲအပြင်မအရဂျူးဖြူယုံ အပြင်မရေဖြားလီယုံနဲ့ဂျူးစစ်မဟုတ်ဘူးတဲ့ဟွန်းစစ်မှန်တဲ့ဂျူးဆိုတာစိတ်နှလုံးထဲမှာဝိညာဉ်တော်အဖင်ပြောင်းလဲခြင်းခံရတဲ့သူတွေ စားနဲ့ရေထားတဲ့ပညာအရာလောက်တဲ့အပြင်းမအရေဖျားလိချင်းမဟုတ်ပဲစိတ်နှလုံးထဲမှာပြုပြင်ခံရတဲ့နှလုံးသားအရေဖျားလိချင်းကသာအစစ်မှန်ဖြစ်တယ်လို့ဆိုလိုတာကတော်တော်လေးတော်လန့်နဲ့တွေးခေါ်ပဲဆိုတော့မျိုးရိုးအပြင်းမပထားတဲ့ဆက်အတွင်းစိတ်ပြောင်းလဲမှုကအဓိကပေါ့အဓိကပဲဒါကြောင့်ဂျူးမဟုတ်တဲ့သူတွေတောင်မှဝင်ကျင်တော့အားဖြင့်အတွင်းစိတ်ပြောင်းလဲရင်ဖျားရှင်မှာလူမျိုးစစ်ထက်လာနိုင်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်သွားတယ်ဒါက no buy အခန်းတွေအတွက်အခြေခံဖြစ်သွားနိုင်တယ်နော်ဟုတ်တယ်ပြီးတော့ အဆုံးတက်လေးကအရန်လာတယ်။အငဲ29အဆုံးပါလေ။ထိုသူဒီလူတို့မချီမွမ်းပဲဘုရားသခင်ချီမွမ်းတော်မူသောသူထေကြီးတဲ့။အင်းတကယ်အတိအမှတ်ပြုမှုတကယ်ချီမွမ်းခြင်းက လူတွေစီကမဟုတ်ဘူး။အတွင်းစိတ်ကိုမြင်တဲ့ဘုရားစီကပဲလာတယ်ပေါ့။ ဒါဆိုရင်လူတွေဘလို့မြင်မလဲဆိုတာထက်ဖះဘလို့မြင်မလဲဆိုတာကပိုအကြီးသွားပြီအဲ့ဒါပဲအဓိကအချက်ကအဲ့ဒါပဲကောင်းပါပြီဒါဆိုရိုမအခန်းကြီးနဲ့တစ်ခုလုံးကိုကြည့်လိုက်ရင်အဓိကပြောချင်တာကအပြင်းမှန်းထုံတန်းစင်လာတွေကိုကိုကိုတတ်မှတ်ချက်တွေထက်အတွင်းစိတ်ရဲ့စစ်မှန်နဲ့ပြောင်းလဲမှုနဲ့နာခံမှုကလည်းအရေးကြီးဆုံးဆိုတာပဲဟုတ်တယ်ကဲဒီချက်တွေကဒီနေ့ခေတ်ကျမတော့ကဘလို့လက်တွေသင်္ကန်းစာတွေဖြစ်နိုင်မလဲဆက်ပြီးဆွေးနွေးကြည့်တာအောင်ဟုတ်ကဲ့ဒီရိုမနီကသင်္ကန်းစာတွေကဒီနေ့ခေတ်အတွက်အယန်းတရရကိုသက်ဆိုင်နေတော့ပဲ ပရမဇွန်ကတော့သူတစ်ပါးကိုအပြစ်စီရင်တဲ့ကိစ္စပဲဟုတ်ကဲ့ခုခင်မှာပိုလွယ်နေတယ်လို့ပဲနော်ဟုတ်တယ်ဆိုရှယ်မီဒီယာမှာရောအပြင်မှာရောသူများအမားမြင်ဖို့တိတ်လွယ်တယ်ဒါပေမဲ့ဒီကျန်းစာကကိုကိုကိုအရင်မေးဖို့ပြောတယ်ငါကတော့ဘလို့လေးဖို့အေးမသေးခွန်မှလည်းပြောထားတယ်ဟောကိုတိုင်းတဲ့အတိုင်းကိုတိုင်းခံရမယ်ဆိုတာအဲ့ဒါပဲကိုသူများကို ပြောတဲ့စကား ကိုတုံးတဲ့ဇန်နှုန်းက တနေ့ကိုစီပြန်လာနိုင်တယ်ဆိုတာသတိရဖို့လိုတယ်ဟုတ်ကဲ့နောက်တစ်ချက်ကတော့နောက်တစ်ချက်ကယုံကြည်ခြင်းကိုအသက်တာနဲ့ပြဖို့ပဲပါဇက်ကယုံကြည်သူပါ ပြောယုံနဲ့မရဘူးအင်းအချက်နဲ့တတ်တယ်ပြရမယ်ဟုတ်ကဲ့ကိုရဲ့နေ့စဉ်အသက်တာအလုတ်မှာအိမ်မှာလူတွေနဲ့ဆက်ဆံတဲ့အခါကိုရဲ့အကျင့်ကကိုယုံကြည်ပါတယ်ဆိုတဲ့တရားကိုထင်ဟပ်နေရလားဟုတ်ကဲ့မဟုတ်ရင်အငဲ24ကဂျူးတယ်လို့ပဲ ကိုကခရစ်စတီယန်မှာဆိုပြီးမကောင်းတာလုပ်နေရင်လူတွေကဖះကိုပါအထင်လွဲရှုတ်ချစရာဖြစ်လာနိုင်တယ်။ဒါလည်းတကယ်တတိထားရမှာပဲ။ကိုကြောင့်ဖះနာမတော်မထီခိုက်စေဖို့ပေါ့။တတိယသင်ခန်းစာကအပြင်းမလုံဆောင်ချက်တင်တဲ့ပတ်သက်တယ်နော်။ဟုတ်ပါတယ်။ဘက်ဒီဇန်ခန္ဓာဘွေတော်စားတာအတင်းတော်အစည်းအဝေးတွေမှာပါဝင်တာတွေကရေးမကြည့်ဘူးလို့ပြောတာမဟုတ်နော်။ဟုတ်ကဲ့မဟုတ်ပါဘူး။ဒါတွေကအရေးကြီးတယ်။ဒါမဲ့အဲ့လာတွေကပန်းတိုင်မဟုတ်ဘူး။ အဲ့ဒါဒီလောက်ယုံနဲ့အလိုလိုဖြောင်းမတ်သွားတာမဟုတ်ဘူးအရိကကအဲ့ဒီနောက်ွယ်ကစိတ်နှလုံးသားရဲ့ပြောင်းလဲမှုနားခံမှုပဲဆိုတော့အနှစ်တရားကအရေးကြီးဆုံးပေါ့ဟုတ်တယ်ဘက်တီဇန်ခန္ဒီပဲမဲ့အသက်တာကဘာမှမပြောင်းလဲဘူးဆိုရင်အဲ့ဒီဘက်တီဇန်ကအခွင့်အသက်ပဲအတွင်းစိတ်ပြောင်းလဲမှုနဲ့နားခံမှုကအဓိကနားလဲပါပြီနောက်ဆုံးသင်ခန်းစာကကောနောက်ဆုံးကတော့ဖျားရဲ့တရားစီရင်ခြင်းပေါ့ယုံကြည်စိတ်ချမှုပဲလောကမှာမရအောင်မှုတွေမြင်တဲ့အခါစိတ်သက်ချနိုင်တယ် ဒါမဟုတ်ခုလူတွေကတော့ဘလို့ဖြစ်မလဲတွေးပူနိုင်တယ်ဟုတ်ကဲ့ဒီအခန်းကြီးကပြောနေတာကစိတ်ချပါဖျားရဲ့စီရင်ခြင်းကအဆုံးမှာလုံးဝမြတ်တာမှာလူတိုင်းတူရထားရဲ့အလင်းတရားသူစိတ်ရင်အမှန်အတိုင်းကဲ့ဖြတ်ခံရမှာဘယ်သူမှမလိုဘူးဘယ်သူကမှမျက်လှလိုက်မှာမဟုတ်ဘူးอืมဒါကြောင့်လောကရဲ့မမြတ်တာမှုတွေတဲ့စိတ်မပြတ်ပဲကိုကိုကိုပဲမန်အောင်အာယုံစိုက်ဖို့ပေါ့အဲ့ဒီတဘောကပဲဖျားရဲ့ဖြောင့်မှချင်းကိုယုံကြည်လိုက်ဖို့ပဲကောင်းလိုက်ချက်အနစ်ချို့ပါပဲ ဆိုယောမအခန်းကြီးနှစ်ကနေကျွန်တော်တို့အဓိကမှတ်သားသွားရမှာကအပေါ်ယံပုံမှန်တန်တန်နေတဲ့စစ်မှန်တဲ့အတွင်စိတ်ပြောင်းလဲမှုနဲ့နာခံမှုကသာဖះရှိမှတကယ်တန်ဖိုးရှိတယ်ဆိုတာပါပဲဟုတ်ပါကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ယောမအခန်းကြီးနှစ်ကကိုကိုကိုပြင်ဆင်စစ်ဖို့တိုက်တုံးတဲ့အခန်းကြီးဖြစ်ပါတယ်ဟန်ဆောင်ရေမှုကိုရှောင်ဖို့သူများကိုအပြစ်မတင်ခင်ကိုကိုအရင်ကြည့်ဖို့စစ်မှန်တဲ့ယုံကြည်ခြင်းကနှလုံးသားကလာကြောင်းပြီးတော့ဖះရဲ့တရားစီရင်ခြင်းကမျှတာကြောင်းနဲ့နဲ့နဲ့တည်မြင်စေပါတယ်ဟုတ်ကဲ့ ဒီသင်ခန်းစာတွေကနဲ့နှကောင်းကြပဲမဲ့ဒီနေ့အထိလက်ဆက်နေတော့ပဲဗျာအဆုံးသတ်အနေနဲ့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်အငယ်29အဆုံးကထိုသူဒီလူတို့မချီးမွမ်းပဲဖရာသခင်ချီးမွမ်းတော်မူသောသူဖြစ်သည် ဆိုတာလေးကိုပြန်စဉ်းစားကြည့်ရအောင်อืมဒိုင်လော့စစ်မနဲ့အတ္တိအမပြုမှုကလူတွေစီကမဟုတ်ပဲကျမတို့အတွင်းစီကိုပါတည်တယ်ဖျားစီကပဲလာတယ်ဆိုရင်လူတွေဘာပြောမလဲဘလို့ထင်မလဲဆိုတာကိုအရေကမထားတော့ပဲဖျားရဲ့နှစ်သက်မှုကပဲရှာတော့မလဲဆိုတာကိုဆုံးခင်လိုက်ဟုတ်ကဲ့အဲ့ဒီအတွေးအပြောင်းလဲလေးတစ်ခုတည်းကကျမတို့ရဲ့နေ့စဉ်အသက်တာကိုဘလောက်တောင်ပြောင်းလဲသွားစေနိုင်မလဲဦးစားပေးမှုတွေဆုံးဖြတ်ချက်တွေဆက်ဆံရေးတွေအားလုံးပေါ့ဒီမင်းဟိုးလေးကိုဆက်ပြီးစဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီတစ်ခေါက်ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေ